အားလုံးမင်္ဂလာပါရွှေမိုင်ဗန်နီဘောလန့်စ်ကပြောင်းလဲကြိုးတက်လိုက်ပါတယ်ချက်သားမြောက်တဲ့ရုပ်ရှင်ကားတွေဆိုတာကိုရီလက်တွေ့ဘဝနဲ့ကင်းကွာပြီးတော့မနေတဲ့အခြေအနေကိုအများနဲ့မိပေါင်းထိုးပြလေးရှိတယ်ရော့အင်းမင်းမြင်လားကဘာကြီးကဒါတွေဖြစ်နေလဲမင်းကြုံဘူးလားမင်းခံစားဘူးသလားဒီအရာတွေကိုပြတာတဲ့ရုပ်ရှင်ကားတွေကရင်ထဲကိုချီချီခဲခဲဖြစ်စေတယ်ရင်ထဲမှာနှလုံးသားကြားမှာညှက်နေတဲ့စာနာစိတ်ကိုဆွဲနှုတ်လိုက်တယ်လို့ဖြစ်ပေါ်စေတယ်တမိုင်းနောက်ခံ ဒရမာရုပ်ရှင်ကားကောင်းတကားနဲ့ကျွန်တော်မိတ်ဆက်ပေးခြင်းနဲ့ဒီကားထဲမှာလူတချို့ကဒေါသထွက်နေကြတယ်။ဒါပေမဲ့လူတချို့ကတော့ချက်နေကြတယ်ပေါ့။အတ္တတွေကိုမထားဘဲနဲ့စာနာစိတ်တွေပွားလာအောင်။မဖြစ်ရတော့အမှုပညာရှင်တယောက်အတွေးခေါ်အသမားတယောက်ကဘဝမှာဘလို့ရက်တည်ခဲ့ပြီးတော့ဘလို့အကျိုးပြုစွာလုပ်ခဲ့လဲဆိုတဲ့အရာတွေကိုဒီစကားထဲမှာလေ့လာရမှာဖြစ်ပါတယ်။အဲဒီစကားလေးအကြောင်းကိုကျွန်တော်ခုပြောပြပေးချင်ပါတယ်။ဒီဟာ capacity ဖြစ်ပြီးတော့ဘူရောဘမှာရှိတဲ့ ဒုက္ခတွေတွေရွှေပြောင်းလုတ်သားတွေအကုန်လုံးကနေရအနက်ကဘာအနက်ကိုလွင့်ထွက်သွားကြတယ်။အဲဒီထဲမှာဂျူးလူမျိုးတွေကအများဆုံးဖြစ်နေမယ်။ဂျူးလူမျိုးတွေကနဘူးတွေဒူးတွေချွတ်ချုံကြတဲ့ဘဝတွေနဲ့ချွတ်ချုံကြတဲ့စိရဲ့စိုးကျိုးတွေကိုအလူးလဲခံစားရပြီးတဲ့နောက်မှာဥရောပမြေမှာသူစက်နေဖို့ထိတ်လန့်ခဲ့တယ်။ဒီကြောင့်ဒါဒီအတွက်ကြောင့်ပဲပင်လယ်ချားနေတဲ့အမေရိကစီကိုသူတို့ချိန်ဆခဲ့တယ်။တချို့ကလည်းအမေရိကကိုရောက်သွားတယ်။တချို့ကလည်းအမေရိကကိုမရောက်ဘဲနဲ့နေဆက်မှာပြိမ့်မိနေရဲ့ဖြစ်တွေ့ရှိတယ်။ အမေရိကကိုရောက်သွားတဲ့ဂျူးတွေအဲဂျူးတွေထဲမှာလည်းပညာရှင်တွေများစွာပါတယ်ပေါ့ဖန်ဟိုင်းမာတို့လိုပုဂ္ဂိုလ်တွေရှိတယ်ပေါ့အခုလည်းဒီစကားလဲမှာတယ်အမေရိကန်အမေရိကကိုအကျိုးပြုခဲ့တဲ့လူပညာရှင်အမားတယောက်အကြောင်းကိုပေါ်ပေါ်ထားတယ်ဂျူးတွေနဲ့အမေရိအမေရိကန်တွေကလူပြူတွေပဲဖြစ်တယ်ဒါပေမဲ့သူတို့မှာခြားနာချက်နှစ်ချက်ရှိတယ်လို့ပြောရမယ်တစ်ချက်ကဘာလဲဆိုတော့ဥပွဲတဲ့ဘာသာမတူဘူးနောက်တစ်ချက်ကအမေရိကန်တွေကဒုတိယကမ္ဘာစစ်ကိုနှစ်ဘူးတွေဒူးတွေ စစ်ရဲ့အနှိဋ္ဌာရုံကိုတို့မကြုံခဲ့ရအောင်ဒါပေမဲ့ဂျူးတွေကအဲ့ဒါကိုအလူးလဲခံစားခဲ့ရတယ်အမေရိကန်နဲ့ဂျူးတွေလည်းအသားရောင်တူပေမဲ့ကွာခြားချက်တွေရှိနေတယ်လို့ပြောရမယ်တက်ကဘာစစ်အပြီးမှာ Twitter scan တစ်ခုကနေပြီးတော့အသက်မသေးဘဲနဲ့လွန်မြောက်လာတဲ့ Aslo ဆိုတဲ့ဂျူးလူမျိုးတစ်ယောက်က အမေရိကကိုရောက်လာတယ်အမေရိကကိုရောက်ရောက်ချင်းမှာပဲသူကတာမန်ပရိဘောကဆိုင်လေးတစ်ဆိုင်မှာလှုပ်လှုပ်တယ်လှုပ်နေရင်လည်းသူ့ရဲ့ပင်ကိုအရာမျိုးဖန်တီးမှုတွေကြောင့်ပဲကြာခင်မှာအမှုပညာမျိုးပရောဂျက်ကြီးတစ်ခုကို ဥဆောင်မှုဖြစ်လာတယ်။အဲ့ချိန်မှာမထင်မှတ်ဘဲနဲ့အလုပ်တစ်ခုသူလုပ်ခွင့်ရပဲ။အဲ့လုပ်ကဘာလဲဆိုတော့ Harrison ဆိုတဲ့တတိကြီးကသူ့အမေအတွက်စာကြည့်တိုက်တစ်ခုပူကြစွာပြင်ဆင်ခြင်းတယ်ပေါ့။အဲ့အရာကို Astro ကလုပ်ခွင့်ရတယ်။ Astro ရဲ့ပင်ကိုဖန်တီးမှုဆွာရတဲ့အတူစာကြည့်တိုက်ကိုအကောင်းဆုံးလုပ်ခဲ့တယ်။ဒါပေမဲ့တတိကြီးကသွားထွက်ပြီးတော့ဒီ Astro ကိုမောင်းထုတ်ခဲ့တယ်ပေါ့။ပြီးတော့နောက်ပိုင်းတတိကြီးကဒီအရာတွေက တင်ပေါ်ကြော်ကြားလာပြီးတော့တင်းစားကြီးရဲ့ကောင်းကြီးစာပိုက်စာပိုက်တွေမှာပါလာတဲ့အခါမှာ S လုံးကိုရှာပြီးတော့အလုပ်ပြန်အပ်ခဲ့တယ်ပေါ့အဲ့အရာကဘာလဲဆိုတော့ဒီအစာအုပ်တစ်ခုစောက်ချင်တယ်ပေါ့နော်အဲ့အစာအုပ်ကလည်းသူတို့ပြည်နယ်မှာတစ်ခါမှမရှိပေးဘူးတဲ့အရာကိုတမိုင်းတွင်ကျင်လောက်တဲ့အထိအဲသူစောက်စီချင်တယ်ပေါ့အမေရိကန်တမိုင်းတစ်လျှောက်မှာပန်ဇူဗေးနီးယားပြည်နယ်ကဘာမှထင်ရှားတာမရှိခဲ့ဘူးအခြားအရာတွေတက်လည်းတစ်ခါမှ အရေးမကြီးခဲ့ဘူးအဲ့အရာကြောင့်ဒီတထေးကြီးက အရာဒီထင်ပေါ်ကြော်ကြားပြီးတော့နောက်ဆုံးလူတိများတဲ့အရာတခုလှုပ်ရှင်ခဲ့တယ်ပေါ့အရေးကြီးရဲ့ပေးလိုက်တဲ့အတူရောင်မလုံးပေါ့နော်ဘလို့မလုံးလဲဆိုတော့ဒီ SNO ရဲ့အမျိုးသမီးနဲ့တူမာလေးကအမေရိကကိုဝင်လို့မရဘဲနဲ့နေဆက်မှာပြိမိနေတယ်အဲ့ရကိုလူခေါ်ပေးမယ်ပြီးတော့ဒီစာအုပ်ပြီးတဲ့ခါမှာဒီနေရာမှာပဲနေထိုင်ခွင့်ပေးမယ်ဆိုတဲ့အဲ့လိုမလုံးနေနဲ့ထားရောက်ခဲ့တယ်ပေါ့အဲ့ချိန်မှာ SNO ကအကောင်းဆုံးပုံစံတစ်ခုကို ဖန်တီးတည်ထွင်ခဲ့တယ်။အရာကလည်းပါလဲဆိုတော့ဒုတိယကမ္ဘာစစ်အပြီးမှာ Twitter scan တစ်ခုကနေပဲအသက်မသေးပဲနဲ့သူကလွတ်မြောက်ခဲ့။လွတ်မြောက်လာတဲ့အခါမှာသူ့မျက်လုံးထဲမှာသူပန်းစည်းခံရတဲ့ရှခန်းကိုမျက်လုံးထဲမှာမြင်နေတယ်။ဆိုကအမှုပညာသမားပေးပြီးသူ့ရဲ့စိတ်ကူးတွေကအတိုင်းလွတ်လပ်စွာဖန်တီးခြင်းနဲ့ဒါပေမဲ့စီးပွားရေးသမားလက်ထဲကိုရောက်သွားတဲ့အချိန်မှာတော့သူ့ရဲ့ဖန်တီးမှုအားအားရီသူ့ရဲ့ပိုင်ရီအကုန်လုံးကအခြားသူတို့အကုန်ကြိုးစီးပွားအတုံးချခံတက်တက်သား ဖြစ်သွားတာကိုကျွန်တော်တို့ဒီစကားထဲမှာသိလာရမယ်။ရုပ်ရှင်ထဲမှာအဓိကဇက်ကောင်တွေဖြစ်တဲ့ Aslo, Elspeth တို့လင်မယားနှစ်ယောက်က Hungary ဂျူကပြားတွေပဲဖြစ်တယ်။ဒုတိယကမ္ဘာစစ်ကြီးဖြစ်တော့ဂျာမနီတွေက Hungary နိုင်ငံရဲ့မြို့တော် Budapest ကိုသိမ်းလိုက်တဲ့အချိန်မှာသူတို့လင်မယားတွေလည်းဖမ်းဆီးခံရတယ်။ဂျူဖြစ်တဲ့အလျောက် Aslo ကိုတော့ Nazi agent scan ထဲမှာချုပ်နှောင်ထားတယ်။ဘလောက်ထိမွန်းကျပ်ပြီးတော့စိတ်ပြေစုံများခဲ့တယ်လဲဆိုတာကိုသူ့ရဲ့အမှုပညာလက်ရာတွေနဲ့နောက်ပိုင်းမှာပုံပေါ်ထားတယ်။ တကြီးအပြီးမှာစီးစီးညံ့ညံ့ကြီးသွားတဲ့ဥရောပစစ်မြေပြင်ကအလင်းအမြန်ပဲပြန်လည်ထူထောင်နိုင်ဖို့အတွက်နောက်ထပ်ကြုံလာနိုင်တဲ့စစ်ဘေးရန်တွေကိုကာဝယ်နိုင်ဖို့ကြိုးစားတဲ့နေရာမှာရူဒယ်လီဆန်ဆိုတဲ့ပြည်ကံကြတဲ့ပြည်သူကခြေပန်းဆလာခဲ့တယ်။အဲ့ပြည်သူကပညာကဒီအမေရိကမှာလူသုံးနေတယ်။အမေရိကမှာလူသိနေတယ်။အဲ့ပြည်သူကပညာတွေစောင့်လုပ်တဲ့အခါမှာအဆောက်အဦတွေကကွန်ကရစ်နဲ့လိုင်းလိုင်းသုံးရတယ်။သူကအသုံးဝင်မှုကိုပုံပုံပြုတယ်။အဆောက်အဦတွေကဒုတဲ့ကြီးမာပြီးတော့ကြီးလိုက်တာနဲ့ လုံးဝချိန်သွားလောက်စီတယ်ဆိုရှယ်လိခေအဆောက်အုံတွေထဲမှာတော့ brutalism design ကဖြစ်စားခဲ့တယ်လို့ပြောရမယ်။ Snow ကအဲ့ရာကိုပဲသူ့ကောင်းထဲမှာမြင်ပြီးတော့အမေရိကမှာမရှိဘူးတဲ့အဆောက်အဦပုံစံအသစ်ပေါ့။အဲ့အဆောက်အဦပုံစံကဘယ်လိုမျိုးလဲဆိုတော့ဒီကန်ယူဒန်းတွေကတိုက်ခိုက်လာတဲ့တိုက်ဆောင်မှုတွေကိုတော့ခံနိုင်ရရှိတယ်။ရာသီဥတုတွေကိုဘေးဒုက္ခတွေမကြာခဏဖြစ်တတ်တဲ့သူ့ဟာစိုးကျိုးတွေကိုလည်းခံနိုင်ရရှိတဲ့အဆောက်အဦတစ်ခုမျိုးဇူဗီနီးယားဒီတောင်ကုန်းပေါ်မှာစောက်လုပ်ခဲ့တယ်ပေါ့။ကန်သာရီလက်ထဲမှာအက်စလိုတယောက် စ조사တယ်အကောင်းဆုံးတင်ဆက်ပြတယ်သူ့မှာအားနည်းချက်တခုရှိတယ်သူဟာအမြဲတမ်းနာကျင်မှုကိုသူကခံစားခဲ့ရတဲ့အတွက်သူဖြည့်ပြဖို့အတွက်သူကဘူးရင်စင်းကိုမဖြစ်မနေတုံးဆွဲရတဲ့အနေထားတွေဖြစ်လာတယ်အဲ့ဒါကိုပဲဒေးရီဟယ်ရီဆန်ကအခွင့်ကောင်းယူပြီးတော့နေယုတ်ကလေးတယုတ်လို့ဆလိုကိုဆက်ဆံတယ်ဒီသူကပညာရှင်ကြီးရောက်လို့မမြင်ပဲနဲ့တော့ဒုက္ခရောက်လာတဲ့ဒီလက်လုံးဆာဘောကအမလေးတယောက်ကိုသူကယ်တင်ခဲ့တဲ့ပုံစံမျိုးကြီးလာတယ် ဒီရုပ်ရှင်ဇာတ်ကားကအမှုပညာအသားပေးဇလံဖြစ်တာကြောင့်ဇလံမှာပါဝင်တဲ့နောက်ခံတေဂီတာတို့ cinematography တွေကအင်မတန်လှတယ်။သုံးနာရီလို့ပြောပေမဲ့ဒီကြည့်ရတဲ့အခါမှာမင်းသားဘရိုဒီရဲ့ slow ဖြစ်တဲ့ဥဆောင်တဲ့အရာတွေကိုပဲဒီကြည့်ရှုသူကလိုက်ပါအစီမျောဇေနိုင်နေပေါ့။ American လူချမ်းသားတွေကအမှုပညာကိုငွေနဲ့ဝယ်ပြီးတော့ဒီပြည်သူ့ကပညာရှင် ဖြစ်တဲ့ slow ကလည်းဒီထဲမှာအတုံးချခြင်းခံရတယ်။တဖြည်းဖြည်းနဲ့သူ့ဘဝကရွေရွေးပျက်စီးသွားတဲ့ပုံစံမျိုးနဲ့ ဒီစကားကိုပုံပေါ်ထားတယ်။ဘရိုဒီကအက်စလိုဖြစ်တည်ဆောင်ထားတဲ့ဘရိုဒီကဒီစကားနဲ့2025အော်စကာ69ကြိမ်မြောက်အော်စကာဆုပွဲပေါ်မှာအော်စကာဆုကိုရခဲ့တယ်။သူ့ရဲ့တည်ဆောင်ချက်တွေကလက်ဖျားခါတယ်။အမေရိကန်နဲ့ဂျိုးရဲ့ကြားမှာတင်းမာမှုတွေစစ်ပွဲနဲ့ပတ်သက်တဲ့အရာတွေကိုတင်ပြထားခြင်းမရှိဘူး။စစ်ပွဲနဲ့ပတ်သက်ပြီးတော့နောက်ဆက်တွဲရှိုးရှိုးတွေကိုဂျူးလူမျိုးတွေကခံနာရောစိတ်ပါဘလောက်ထိခံစားခဲ့ရလဲ။နောက်ပြီးတော့သူတို့တွေရွှေပြောင်းနေထိုင်ပြီးတော့အခြေကျတဲ့နေရာတွေမှာလည်း လောက်ထိအနိုင်ခံခဲ့ရလဲဆိုရဲအရာတွေအဖြစ်သူတို့အားထုတ်ခဲ့တဲ့အရာတွေကယနေ့အချိန်ထိအကျိုးပြုနေစေဆိုရဲဒီပိတုကပညာရှင် SO ရဲ့အကြောင်းကိုအဓိကပုံပေါ်လာတာပဲဖြစ်တယ်။ဒီရုပ်ရှင်လေးကိုစိတ်ဝင်စားရတဲ့ဆိုရင်တော့အချိန်ပြီးပြီးတော့ချီရှုတင်တယ်လို့ပဲကျွန်တော်ကတော့တိုက်တွန်းပြရစီဒီရုပ်ရှင်ကသူကတရုပ်ဆောင်ချက်ကိုအဓိကအသားပေးဖြစ်ပြီးတော့ဇလန်းကကြတော့အရှိမဆက်ဆက်တဲ့အရာတွေကိုအနေငယ်လေးလာထားမှသာရုပ်ရှင်ကိုချိတ်ဆက်ပြီးတော့ကြည့်လို့ရမယ်လို့ကျွန်တော်ကတော့ မြင်မိတယ်။ရုပ်ရှင်ကိုကျွန်တော်တို့တယောက်နဲ့အမှတ်ပေးမယ်ဆိုရင်တော့7.7 out of 10နေနဲ့ပေးလို့ရပါတယ်။ကျွန်တော်ဗီဒီယိုလေးကိုသုံးသိလိုက်ပါကြည့်ပေးတဲ့တို့တယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်။ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးသားပေးကြပါဦး။အားလုံးပဲ see you in the next video.